ဘိုးလီဝသားနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှဒီကနေ့မြန်မာစံနှုန်းကြီးည9:00နာရီအချိန်မှာအထူးမိုးလီဝသားသတင်းကိုထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံနှုန်းကြီးညနေ9:00နာရီခွဲချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားကောင်းရာမှာအားလွန်ကောင်းနေခြင်းကြောင့်လကောင်းအရှိဘက်မှရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်လကောင်းအနောက်ဘက်မှရွေလျားလာတဲ့လေဝေလိုင်းမြရဲ့အရှင်ကြောင့်လကောင်း ဒီကနေ့ညမှာဇွန်လ30ရက်နေ့အတွင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာချေချင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆေးဆေးမှာနေရာနှံပြားမိုးထစ်ကြုံရပြီးတချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်ပြေးမိုးကြီးပါမည် ရမကိုင်းရန်တလျှောက်နဲ့ကန်လော်ပင်လေပင်တို့မှာရန်ဖန်ရန်ကန်ဘိုးသက်လေးပင်များချက်ရောက်ပြီးလိုင်းကြည့်ပါမယ်။ဘိုးသက်လေးပင်ကျစဉ်ရေပင်ပြေပင်လေးဟာတနာယီလ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းပြမှာမြမကိုင်းရန်တလျှောက်နဲ့ကန်လော်ပင်လေပင်တို့မှာ7ဘီမှ73ဘီကရှိနိုင်ပါတယ်။ တို့ဖြစ်ပါ၍မိုးတီးထင်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးဖြစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွေ့အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနည်းမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များအနည်းမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှောက်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရနဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြို တင်းပြင်ဆင်ဆောင်ရွက်ထားနိုင်ပါကြံတတိပေးနှိုးဆော်ထားပါလိမ့်ခင်ဗျာ။